စူးစားတိုင်းတောင်အောင်မြင်တဲ့လူတိုင်းတစ်သိဖြစ်နေပြီမှန်တော့ဗောဈေးလဲမှန်တဲ့စကားအစူးစားတဲ့လူမရှိဘူးဗျာစူးစားနေတာပဲအလုတ်တွေအတကုံလုံးနေတာနေမအားညမအားလုံးနေတာဘာလို့ပြောနေတာလဲဆိုတော့စူးစားတိုင်းမအောင်မြင်ဘူးစူးစားတဲ့လမ်းမှန်မှအောင်မြင်စူးစားတဲ့လမ်းမှန်ဖို့အတွက်ကိုမင်းသိခင်းလူ မတွေးခွန်နိုင်မှုလို့လေအလုတ်ကိုအချိန်တူအတွင်းထဲမှာမြန်မြန်ပြီးအောင်စနစ်တကျပြီးအောင်လုပ်တတ်ဖို့လို့အဲ့ဒါအတွေးခေါ်လို့ပေါ့ဘာကိုပြောချင်တာလဲဆိုတော့မိတ်ဆွေအခုလူငယ်တွေတော်တော်များများကြိုးစားနေကြဆွေးထွက်မှသူတို့ကကြိုးစားတယ်လို့ထင်တယ်ဟုတ်မဟုတ်ဘူး ဘာကိုပြောကြတာလဲဆိုတော့ခမရထိုင်ရမထရှာလို့ရတဲ့ခေတ်ဒီခေတ်ကထိုင်ရမထရှာဖို့အတွက်ခမရတကယ်စူးစမ်းမှာအရင်မြစ်စိုးစီဘယ်ပစီကဗမာထွက်တာဒီပစီကိုဘသူတရားဝယ်နေတာဒီပစီကဘယ်နေရာမှာပစီပြက်နေတာလဲဘယ်နေရာမှာပေါ်ပေါ်ရှိနေတာလဲအဲ့ပေါ်ပေါ်ရှိတဲ့နေရာပစီပြက်နေတဲ့နေရာတကယ်လိုအပ်ချက်ရှိနေတဲ့နေရာ အဲ့လိုမျိုးခမချိန်စပြီးတော့ဝင်းဆက်မိမိလိုက်ချိတ်ချိတ်တက်ဖို့တော့သင်ကင်းလို့လာအပင်မန်းခံပြီးလုတ်ပြီးတော့မတိုးတက်တဲ့လူတွေအများကြီးပဲဘာဖြစ်လို့လဲဆိုတော့လာရမှန်မှန်လားခမနေလုံးကြီးကိုတွေးဖို့အတွက်ကိုခမအရှိရက်ကိုပြေးမှာနေလုံးကိုတွေးရမှာနေမင်းကိုတွေးရမှာခမအနောက်ရက်ကိုနေကိုကြောခိုင်းပြီးပြေးနေတယ်အနောက်ရက်ကိုပြေးနေတယ်ဆိုရင်ခမနေကိုတွေးရဖို့မရှိဘူးခမရဲ့ပန်းနိုင်ကိုရောက်ဖို့မရှိဘူး ။ဘာပြောချင်တာလဲဆိုတော့မိတ်ဆွေတို့ပင်ပန်းပြီးအလုံးလုံးတာပင်ပန်းပြီးပင်ပင်ပန်းပန်းချွေးသွေးရင်းပြီးတော့အလုံးလုံးတာတဲ့ဆိုင်။ခမရပင်ပန်းတဲ့ဟာကိုခမရရဲ့သင်ခင်ခမရရဲ့အတွေးခေါ်ဒီအလုံးကိုတီတီမိမိနဲ့အချိန်တိုအတွင်းထဲမှာဘလို့လုံမလဲဆိုတဲ့ဟောင်းပလန်ဆွဲနိုင်တဲ့ကောင်ကပဲချမ်းသာတာအောင်မြင်တာစူးစမ်းမှုရဲ့ရလက်ကိုရ စူးစမ်းမှုတိုင်းမှာအောင်မြင်မှုရှိမယ်ဆိုရင်တစ်ကဘာလုံးချမ်းသာတယ်။ခမားစူးစမ်းမှုရဲ့အနောက်မှာသွေးခေါ်နိုင်မှုထပ်ပေါင်းအောင်အဲ့ဒီစူးစမ်းမှုနဲ့ခမားရဲ့အသွေးခေါ်နဲ့ plus ချင်းမှာပေါင်းမှာခမားမှန်ကန်တဲ့အောင်မြင်မှုကိုရှောင်နိုင်။စူးစမ်းတိုင်းတောင်အောင်မြင်တဲ့လူတိုင်းတစ်သိဖြစ်နေပြီ။မှန်တော့ဗော။ဈေးလေမှန်တဲ့စကား အကျိုးသားတဲ့လူမရှိဘူးဗျာအကျိုးသားနေတာပဲအလုံးတွေအတကုံလုံးနေတာနေမအားညမအားလုံးနေတာဘာလို့ပြောကျင်တာလဲဆိုတော့ကျိုးသားတိုင်းမအောင်မြင်ဘူးကျိုးသားတဲ့လမ်းမှန်မှအောင်မြင်ကျိုးသားတဲ့လမ်းမှန်မှုအတွက်ကိုမင်းသိခင်းလို့မင်းတွေးခေါ်နိုင်မှုလို့လေ အလုတ်ကိုအချိန်တိုအတွင်းထဲမှာမြန်မြန်ပြီးအောင်စနစ်တကျပြီးအောင်လုတ်တက်ဖို့လိုတယ်အဲ့ဒါအတွေးခေါ်လို့ပေါ့ဘာကိုပြောချင်တာလဲဆိုတော့မိတ်ဆွေဦးအခုလူငယ်တွေတော်တော်များများကြိုးစားနေကြဆွေးထွက်မှာသူတို့ကကြိုးစားတယ်လို့ထင်တယ်ဟုတ်မဟုတ်ဘူးဘာကိုပြောချင်တာလဲဆိုတော့ခင်ဗျထိုင်ရမထရှာလို့ရတယ်ခစ်ဒီခစ်က ထိုင်ရမထရှာဖို့အတွက်ကိုခမရတကယ်စူးစမ်းမှာအရင်မြင့်စိုးစီဘယ်ပစီအပမာထွက်တာဒီပစီကိုဘသူတရားဝယ်နေတာဒီပစီကဘယ်နေရာမှာပစီပြက်နေတာလဲဘယ်နေရာမှာပေါ်ပေါ်ရှိနေတာလဲအဲ့ပေါ်ပေါ်ရှိတဲ့နေရာပစီပြက်နေတဲ့နေရာတကယ်လိုအပ်ချက်ရှိနေတဲ့နေရာအဲ့လိုမျိုးခမရချိန်ဆပြီးတော့ဝင်းဆက်မိမိလိုက်ချိန်ချိန်တက်ဖို့တော့တင်းကင်းလို့လား အပင်မှန်းခံပြီးလုတ်ပြီးတော့မတိုးတက်တဲ့လူတွေအများကြီးပဲဘာဖြစ်လို့လဲဆိုတော့လားရမှန်မှန်လားခင်ဗျနေလုံးကြီးကိုတွေးဖို့အတွက်ကိုခင်ဗျအရှိရက်ကို ပြေးမှာနေလုံးကိုတွေးရမှာ နေမင်းကိုတွေးရမှာခင်ဗျအနောက်ရက်ကိုနေကိုကြောခိုင်းပြီးပြေးနေတယ်အနောက်ရက်ကိုပြေးနေတယ်ဆိုရင်ခင်ဗျနေကိုတွေးရဖို့မရှိဘူးခင်ဗျရဲ့ပန်းနိုင်ကိုရောက်ဖို့မရှိဘူးဘာပြောနေတာလဲဆိုတော့မိတ်ဆွေတို့ပင်မှန်းပြီးအလုံးလုတ်တာ ပင်ပန်းပြီးပင်ပင်ပန်းပန်းချွေးသွေးရင်းပြီးတော့အလုံးလုတ်တာတဲ့ဆိုင်ခမည်းပင်ပန်းတဲ့ဟာကိုခမည်းရဲ့တင်းကင်းခမည်းရဲ့အတွေးခေါ်ဒီအလုတ်ကိုတီတီမိမိနဲ့အချိန်တူတွင်းထဲမှာဘလို့လုံမလဲဆိုတဲ့ဟာကိုပလန်ဆွဲနိုင်တဲ့ကောင်ကပဲချမ်းသာတာအောင်မြင်တာစူးစမ်းမှုရဲ့ရလက်ကိုရစူးစမ်းမှုတိုင်းမှာအောင်မြင်မှုရှိမယ်ဆိုရင်တစ်ကဘာလုံးချမ်းသာတယ် ခမကျိုးစားမှုရဲ့အနောက်မှာတွေးခေါ်နိုင်မှုထပ်ပေါင်းအောင်အဲ့ဒီကျိုးစားမှုနဲ့ခမရဲ့အတွေးခေါ်နဲ့ plus ချင်းမှာပေါင်းမှာခမမှန်ကန်တဲ့အောင်မြင်မှုကိုရှောင်နိုင်အခုရရတော့ဘုံမမှန်ခဲ့ပါနောက်ပြီးမှပြန်တွေ့ပါမယ်အားလုံးကျေးဇူးတင်ပါတယ်ဟုတ်က subscribe ကိုနေခေါက်ကိုနေပေးချပါပဲကျွန်တော်ဒီ